တရားမတိုင်ခင်မှာတရားအကြောင်းလေးကိုနည်းငယ်ရှင်းပြမယ်နော်အဲတော့မှလည်းတရားထိုင်ရတာပါလဲတရားဘယ်လိုထိုင်ရသလဲဆိုတာသဘောပေါက်လားအဲတော့ဦးဇင်းတို့လူလောကထဲရအောင်လာပြီးတော့ဒီခန္ဓာဒီဘဝကြီးရလာကြကိုယ့်ရဲ့ဘဝအခြေအနေကို ကိုယ့်အကူ ပြန်ပြီးတော့မတုံတက်မိ။အာငါလူဖြစ်လာပြီပဲလူဘဝရပြီပဲ လူလိုနေလူလိုစားလူလိုတော့လူလိုပြောလူလိုဆိုလူလိုပြောပါဒီလိုပဲလူစည်းစိမ်လူကာမကုံခံစားပြီးတော့တဘွားတာပြီးသွားကြတာကြီးပဲအလုံးကဒီလူဘဝရလာခြင်းရဲ့အပြစ်ကိုလည်းမသိဘူး ဒီလူဘဝရလာခြင်းရဲ့တာယာမှုကိုလည်းမသိဘူးလူဘဝရလာခြင်းရဲ့ဘဝလွတ်မြောက်ကြောင်းကိုလည်းမသိဘူးဘဝလွတ်မြောက်ကြောင်းကိုဘလို့ကြင်ကြံအားထုတ်ရမလဲဆိုတာလည်းမသိဘူးအဲ့တော့ဦးဇင်းတို့တွေဒီလို မသိကြတဲ့အတွက်ဒီသစ္စာတွေကိုမသိကြတဲ့အတွက်မိမိတို့တွေဒီလိုပဲရှိရလူတွေနေတဲ့အတိုင်းနေခဲ့ကြတာပါ ဘိုးဘွားတွေနေတဲ့အတိုင်းမိဘတွေနေတဲ့အတိုင်းအဲကိုလက်ထက်ရောက်တဲ့ခါကျတော့လေရှေ့ရလူတွေလူတွေကြည်ပြီးတဲ့ခါကျတော့ပဲနေသွားကြအဲ့တော့ရှေ့လူတွေတတဝါတွေဘလို့နေကြသလဲဘဝရလာတယ်ရလာတဲ့ဘဝပေါ်မှာငါလို့ဆွဲတဲ့ဒိဋ္ဌိငါလို့ယူထားတဲ့ဒိဋ္ဌိရဲ့ဒါကြီးဟာငါကိုငါဟာပဲလို့ယူထားတဲ့တဏှာရဲ့ဒီဘဝပေါ်မှာဆွဲလန်းနေတဲ့ဥပါဒဏ်ကြီးရဲ့ ဒီဒိဋ္ဌိတနာဥပါဒံတွေကြောင့်ဒီဘဝပေါ်မှာခုံမင်းตายရပြီးတော့ဒီလိုပဲကာမဂုဏ်ခံစားပြီးတော့ထေသွားကြတာအဲ့တော့ဘဝရလာတယ်ဆိုတာမိမိတို့ဘဝမှာตายရမှုလည်းရှိတယ်အပြစ်ဆိုတာလည်းရှိတယ်ตายရမှုကပါလဲဒီလိုဘဝမှာตายရစရာကောင်းလို့ตายရမှုမှာမျောနေကြတာပေါ့အဲ့တော့ตายရမှုဆိုတာဒီကာမဂုဏ်အာယုန်တွေဆိုတာရှိတယ် အဲ့ဒီကာမဂုဏ်အာယုန်တွေဟာခံစားလို့မဝဘူးဒီခံစားမှုဟာตายရတဲ့သဘောပေါ်မှာမိမိတို့ဘဝဆိုတာကြီးကိုယူပြီးတော့ခုံမင်းနေကြဒီဘဝရဲ့အပြစ်ဆိုတာလည်းရှိတယ်အဲ့တော့ဘဝဆိုတဲ့အပြစ်ကဘာလဲဒီခန္ဓာရလာရင်မိမိတို့ဘလောက်ပဲตายရစရာတွေခံစားခံစားตายရမှုနောက်မှာဒုက္ခတွေဟာတတိယလိုက်နေကြတာ အာယုံနေတော့တကောက်ကောက်ရှာပွေပြီးတော့ဘလောက်ပဲခံစားခံစားခံစားပြီးတော့ပျောက်ပြတ်သွားကြတာအဲ့တော့ဘလောက်ပဲခံစားခံစားပျောက်ပြတ်တဲ့ခံစားမှုတွေကိုနောက်ထပ်တစ်ခါထပ်ရှာပြီးတော့အာယုံနေတော့ပဲတကောက်ကောက်နဲ့လိုင်ရင်းလိုင်ရင်းနဲ့ပေချင်းစီကိုရောက်လာကြပြီးတော့ပေကုန်ကြတာအဲ့တော့ဒီခံစားမှုတွေဟာပါတယ်လေကြည့်တဲ့အခါကျတော့မျက်စိပေါက်ကလည်းအစင်းပေါ်မှာตาရပြီးခံစားတယ် နားပေါက်မှာလည်းအတန်ပေါ်မှာตาရပြီးတော့ခံစားတယ်။နှာခေါင်းပေါက်မှာလည်းအနံ့ပေါ်မှာตาရပြီးတော့ခံစားတယ်။တရားပေါက်မှာလည်းအရသာပေါ်မှာตาရပြီးတော့ခံစားတယ်။ဒီကိုပေါက်မှာလည်းအတွေ့အထိတွေပေါ်မှာตาရပြီးတော့ခံစားတယ်။မနောပေါက်မှာလည်းကိုတွေးကျင်တာလေးတွေတွေးရရင်ตาရပြီးတော့ခံစားတယ်။အဲ့တော့ဒီ द्वार 6ပေါက်မှာตาရမှုတစ်ခုတည်းရှိသလားဆိုတော့မဟုတ်ဘူး။ မျက်စိပေါက်မှာလည်းအစင်းပေါ်မှာမตาရစရာအစင်းလေးတွေ့လို့ရှိရင်လည်းဒေါသနဲ့ခံစားတယ်။နားပေါက်မှာလည်းအတန်ကိုမကြိုက်တဲ့အတန်လေးကြားရပြီဆိုလို့ရှိရင်လည်းဒေါသနဲ့ခံစားတယ်။လျှာပေါက်မှာလည်းကိုမစားကျင်တဲ့ကိုမကြိုက်တဲ့အရာသာလေးလျှာပေါ်ရောက်လာပြီဆိုလို့ရှိရင်လည်းမကြိုက်ရင်ဒေါသနဲ့ခံစားတယ်။နှာခေါင်းပေါက်မှာလည်းပဲမိမိတို့ကြည့် ကိုမနှမ်းခြင်းနဲ့ကိုမနှမ်းခြင်းနဲ့အနံကလေးနိုင်ရပြီဆိုလို့ရှိရင်လည်းအဲ့ဒီအနံပေါ်မှာဒေါသနဲ့ခံစားတယ်။ကိုပေါက်မှာလည်းကိုမတွေ့ခြင်းနဲ့အထီးတွေ့အာယုံတွေထိတွေ့လာပြီဆိုလို့ရှိရင်လည်းမကြိုက်တဲ့ဒေါသနဲ့ခံစားတယ်။တခါမနှောပေါက်မှာလည်းကိုမဖြစ်ခြင်းနဲ့အာယုံတွေတွေးရပြီဆိုလို့ရှိရင်လည်းဒေါသနဲ့ခံစားတယ်။အဲဒါတော့ဒီဘဝဆိုတာကိုကြည့်လိုက်ရင် လူတွေလူတွေတရားတွေဟာမျက်စိပေါက်မှာလဲအစင်းပေါ်မှာ လောဘဒေါသအပြင်ဘူးမရှိဘူးအတန်ပေါ်မှာလဲလောဘဒေါသခံစားပြီးတော့နေတယ်အနံ့ပေါ်မှာလဲလောဘဒေါသနဲ့တုံ့ပြန်ခံစားပြီးတော့နေတယ်ဒီခန္ဓာကိုယ်ပေါ်မှာလဲအတွေ့ပေါ်မှာလောဘဒေါသနဲ့တုံ့ပြန်ခံစားပြီးတော့နေတယ်ဒီမနှောမှာလဲပဲအတွေ့ပေါ်မှာလောဘဒေါသနဲ့တုံ့ပြန်ခံစားပြီးတော့နေတယ်နှာခေါင်းပေါက်မှာလဲ အနံ့ပေါ်မှာမိမိတို့ဒီလောဘဒေါသနဲ့ပဲခံစားပြီးတော့နေတယ်။အဲ့ဒါကိုဖခင်ကပါပြောတယ်လဲဆိုတော့မိမိတို့ကာမတုခ္ခန္တိကနိယောဂခြင်းတဲ့။ကာမကုံလိုက်စားတဲ့အကျင့်အစင်းအတန်အနံ့အရသာ အာယုန်တွေပေါ်မှာ လိုရင်လိုသလို မလိုရင်မလိုသလိုတုံ့ပြန်ခံစားနေတာဒီကာမကုံလန်းကိုသွားနေတာတဲ့။အဲ့ဒီလန်းဟာဘတော်မှမပေါ်ဘူး။သူကမြုပ်ပါ ီလမ်းအတိုင်းမိမိတို့လျှောက်အဲဒီလျှောက်တဲ့လောက်ကြိုက်တဲ့လောက်ခံစားခံစားတဲ့လမ်းကြီးအတိုင်းမိမိတို့လိုက် လိုက်လို့ရတော့ဒီဘဝကုံသွားတာလားမိမိတို့မြုပ်ရောက်မှာပဲဘတော်မှပြန်မပေါ်ဘူးတဲ့တခါတချို့အကျင့်တွေရှိတယ်ဒီကိလေသာကိုတတ်တဲ့ဒိဋ္ဌိအကျင့်တွေပေါ့မကင်ရှိပါမပါပဲနဲ့ဒီခန္ဓာကိုယ်ကြီးကိုစူးပုံမောနင်းတခါမီးလုံရေငုပ်စတဲ့ဖြင့် ဲ့ဒါလိုခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ကျင့်တဲ့အကျင့်ကလည်းအတ္တကိလမထာနုယောဂဘတော်မှမထွက်ဘူးကအဲ့တော့ဒီစိတ်ကလေးတွေဟာမိမိတို့ဒီအစွန်းနှစ်ပါးပေါ်မှာ ရောက်နေကြအဲ့တော့တရားထိုင်နေဆိုတာဘာလဲဆိုရင်အဲ့ဒီအာယုန်တွေနောက်ကိုတကောက်ကောက်နဲ့လောဘနဲ့တုံ့ပြန်ဒေါသနဲ့တုံ့ပြန်တုံ့ပြန်ခံစားနေတဲ့ဒီစိတ်ကလေးကိုတတိပဋ္ဌာန်၄ပါးမှာ ခြေတိုင်လှုပ်ပြီးတော့လေ့ကျင့်ရမှာအဲ့တော့တတိပဌံ၄ပါးကဘာတွေလဲဆိုတော့ဒီအစ္ဆဒတန်တန်မှာပဲရှိတယ်မိမိတို့အပြင်ကို သွားပြီးတော့ကြည့်လို့မရအောင်အပြင်ကို ကြည့်နေတာမှန်သမျှဟာဒီဘက်မိမိစိတ်ကားပဲလိုက်ကြည့်နေတယ်အဲ့တော့ဒီခန္ဓာတကိုယ်စာမှာပဲတရားကိုမိမိတို့ရှာဖွေရမှာအဲ့ဒီဌာန်ကနာကိုတကိုယ်စာမှာလည်းဒီဒေါရ6ပေါက်ပုံမှာ လာတိုက်တယ်ထိမှုတိမှု ဒါတွေပဲပေါ်ပြနေတာပဲအဲ့တော့တတိပဋ္ဌာန်၄ပါးကဒါတွေလဲကာယတတိပဋ္ဌာန်ဝေဒနာတတိပဋ္ဌာန်စိတ်တတတိပဋ္ဌာန်ဓမ္မတတိပဋ္ဌာန်ကာယတတိပဋ္ဌာန်ဆိုတာကဒီမိမိခန္ဓာကြီးရှိတယ်ကာယကိုယ်ကြီးရှိတယ်အဲ့ဒီကာယကိုယ်ကြီးမှာမိမိတို့နှစ်ပိုင်းခွဲကြည့်အခုမျက်စိနဲ့မြင်နေရတဲ့အပိုင်းဒီဒါအတုပယုတ်ကြီးခေါ်တယ်ဘသူကြည့်ကြည့်ဒီယုတ်ကြီးဟာ ဒါအတုပယုတ်ကြီးဒီဘုံကြီးကြီးကြီးသီလာရှင်ရှိကြီးယောက်ျားလေးကြီးကြီးမိန်းကလေးကြီးကြီးယောက်ျားမိန်းကလေးအထယ်လေးပျောက်ပြီးတော့ပြည့်ညက်ဖျောက်ပြီးတော့ဒီခန္ဓာကိုယ်ကြီးရဲ့တဘာဝအစစ်မှန်ကိုကြည့်ရင်ခုထိုင်းနေတဲ့ယုတ်တွေမျက်စိကနေမြင်နေရတဲ့သူများဒီယုတ်တရားကြီးတွေဟာဒါအတုပယုတ်တွေအဲ့ဒီအတုပယုတ်ကြီးတွေဟာအစဉ်အမြဲမတင့်တယ်ဘူးနေခြင်းတရားစီကိုတွားနေတာဒီနေ့ထားခဲ့ရမယ် အဲ့ဒါတော့ဒီခန္ဓာကြီးကိုမိမိတို့ပိုင်းခြားကြည့်နောက်တစ်ပိုင်းကပါလဲဆိုတော့ဒီခန္ဓာ द्वार 6ပေါက်ပေါ်မှာတိုက်တော့မှဖောက်ပြန်လာတဲ့ရုပ်အဲ့ဒါကကြတော့မျက်စိနဲ့မမြင်နိုင်ဘူးစိတ်နဲ့ထိတွေ့ခံစားလို့ရတဲ့ရုပ်အခုနမျက်စိနဲ့မြင်ရတဲ့ရုပ်ကအတုပရုပ်ကြီးအဲ့ဒီအတုပရုပ်ကြီးကိုလည်းမိမိတို့တစ်ပိုင်းနားလည်ရမယ်အဲ့ဒီအတုပရုပ်မှာ ဘာတွေရှိတယ်လဲဆိုတော့အကြည်တွေရှိတယ်အကြည်တွေရှိတဲ့အတွက်အပြင်အဆင်းတန်နဲ့ရတာဟရိယာဒွာရကိုလာပြီးတော့တိုက်တယ်တိုက်တော့ဒီမှာခန္ဓာမှာမိမိတို့အာယုံပြုလိုက်လို့ရှိရင်ဖောက်ပြန်နေတာတွေရှိတယ်ထိလာတာတွေရှိတယ်အတန်တွေလာထိတယ်အထီးတွေ့တွေကိုကာယကြည်မှာလာထိတယ်နှာခေါင်းမှာလည်းအနံ့တွေလာထိတယ်အဲ့ဒါလိုလာလာထိရသည်ဖောက်ပြန်ရုပ်ခေါ်တယ် အဲ့ဒါကမျက်စိနဲ့မမြင်နိုင်ဘူးစိတ်နဲ့အာယုံကိုဖမ်းယူလို့ရတယ်အာယုံယုတ်ဖောက်ပြန်ယုတ်သို့မဟုတ်ဒီတက်လို့လည်းခေါ်တယ်အဲ့ဒီတက်တည်ရည်ဒီမျက်စိနဲ့မမြင်နိုင်တဲ့ယုတ်တရားတွေကိုကြတော့မိမိတို့ဉာဏ်နဲ့မှပဲဖမ်းယူလို့ရတယ်အဲ့တော့ခန္ဓာမှာကာယပိုင်းမှာဆိုရင်မိမိတို့ဒီအတုပယုတ်ကြီးကိုနားလည်ရမယ် အဲ့ဒီဖောက်ပြန်ရုပ်ကိုလည်းနားလည်ရမယ်အာတုပရုပ်ကမျက်စိနဲ့မြင်ရတယ်ကိုထိုင်ထားတဲ့ဒီခန္ဓာကြီးဘသူကြည့်ကြည့်ဒါအာတုပလေးကြီးပဲအဲ့ဒီနှလုံးသွင်းတဲ့ဒီရုပ်ကြီးကိုမိမိတို့ရှုမြင်ရမယ်ဒီခန္ဓာမှာမိမိတို့သိစိတ်ကလေးတွေရှိတယ်အဲ့ဒီသိစိတ်ကလေးတွေကကြတော့ဒီခုနအကြီး၆ဆုံးပေါ်မှာလာပြီးတော့တိုက်တော့မှပဲသိရတဲ့အသည့်တွေမျက်စိနဲ့အစင်တိုက်တော့မှာ မြင်တိလေးပေါ်တယ်။နားနဲ့အတန်းနဲ့တိုက်တော့မှကြားတိလေးပေါ်တယ်။နှာခေါင်းနဲ့အနံ့နဲ့ထိမှန်တော့မှနံတိစိတ်ဆိုတာပေါ်တယ်။အဲဒီတော့ဒီလျာနဲ့အရသာနဲ့ထိတွေ့တော့မှမိမိတို့အရသာကိုသိတဲ့စိတ်ပေါ်တယ်။အခုနေကိုရှာပေါ်မှာဘာအရသာမှလာမထိတဲ့အခါကျတော့အဲ့ဒီရှာပေါ်မှာငါဘာအရသာလေးပါလားလို့ပြီးတဲ့စိတ်မပေါ်ဘူး။အခုခန္ဓာမှာမိမိတို့ ဒီအဲကွန်းကနေလေတွေလွတ်နေတယ်အပူတက်လေးတွေအေးတက်လေးတွေခန္ဓာမှာလာထိနေတော့ပြိနေရတယ်အဲ့ဒါအဒီဒါထိမှုရုပ်တရားနဲ့ပြိမှုနံတရားအဲ့တော့အဲ့ဒီရုပ်ပိုင်းကိုလည်းနားလည်ရမယ်ထိတော့မှလာတိနေရတဲ့နံတရားကိုလည်းနားလည်ရမယ်အဲ့တော့ခန္ဓာမှာပြိစရာလက္ခဏာတွေဟာအတုပလက္ခဏာပြရမယ်ယုတ်ဤလက္ခဏာပြရမယ် နာဤလက္ခဏာသိရမယ်အတုပလက္ခဏာဆိုတော့ကိုယ်ခန္ဓာကြီးကို အစဉ်အမြဲမိမိတို့ဒီအတုပရှုတော့ကနေပြီးတော့ပဲနှလုံးသွင်းပြီးတော့ရှုမြင်နေခြင်းကလည်းဘာဝနာတစ်မျိုးပဲအဲ့တော့ခန္ဓာမှာမိမိတို့တကြထိုင်တာပဲဖြစ်ဖြစ်အခုနေဒီကိုမျက်စိတွေမှိတ်ပြီးကိုယ်ခန္ဓာအာယုံပြုလိုက်တာနဲ့ဘယ်နေရာမှာတည်ငြိမ်မှုမရှိဘဲနဲ့ပူတာတွေအေးတာတွေတင်းတာတွေတောင့်တာတွေဒါတွေဒီဖောက်ပြန်ရုပ်ခေါ်တယ်အဲ့ဒီဖောက်ပြန်ရုပ်ရဲ့လက္ခဏာကိုလည်းသိရမယ် အဲ့ဒီဖောက်ပြန်ရုပ်ပေါ်မှာမိမိတို့စိတ်ကလေးကဘလို့နေတယ်လဲသွားခံစားနေတယ်ကောင်းတာလေးထိတွေ့လာရင်ကြိုက်တယ်မကောင်းတာလေးထိတွေ့လာရင်မကြိုက်ဘူးဆိုလိုပြီးတော့တုံ့ပြန်ခံစားနေတဲ့စိတ်အစဉ်ရှိတယ်အဲ့ဒါနာရဲ့လက္ခဏာအဲ့ဒီသုံးပိုင်းကိုမိမိတို့နားလည်ပြီးဆိုရင်တရားကျင့်ရတာဘယ်လိုတတိထားရတာလဲလို့မေးရင် ခုနကာယပေါ်မှာတတိထားရင်ကာယတတိပဋ္ဌာန်း အဲနံခံစားမှုတွေဖြစ်ပေါ်လာမှာပဲအဲဒီခံစားမှုတွေပေါ်မှာတတိကိုထက်ကြမကွာရှုမိရင်ဝေဒနာတတိပဋ္ဌံအဲဒီကနေပြီးတော့မိမိတို့ဒီစိတ်ကလေးတွေဖြစ်ပေါ်လာတယ်တွေးစိတ်ကြံစိတ်ဒီစိတ်ကလေးတွေဖြစ်ပေါ်လာတာလေးတွေကိုတတိထားပြီးတော့ရှုမိရင်စိတ်တတိပဋ္ဌံဘက်ကို ရောက်မယ်အဲတော့ဒီခန္ဓာမှာယုတ်တည်နံနေတတ်တည်မပါတော့ဘဲနဲ့ဖြစ်ချင်းပြက်ချင်းသဘောတရား တစ်ခုတည်းကိုပဲမိမိတို့ရှုမိလာပြီဆိုရင်ဓမ္မတတိပဋ္ဌာန်ပိုင်းရောက်မယ်အဲ့တော့ခန္ဓာမှာတတိထားเสียရနဲ့တွေ့เสียရဟာဒီသဘောတွေပဲရှိတယ်အဲ့ဒါကိုမိမိတို့သိအောင်မြင်အောင်အထုတ်လာတဲ့အခါကျရင်ဘယ်သဘောတွေပဲတွေ့ရမလဲဆိုရင်ကာယရှုရှုဝေဒနာရှုရှု စိတ်ပဲရှုရှုသဘောတရားပဲရှုရှုမိမိတို့ဘယ်လက္ခဏာလဲဝင်လာမလဲဆိုရင်ဘယ်အရာမှမမြဲတာကြီးကိုမိမိတို့သိလာလိမ့်မယ် ဘယ်ရာမှကိုမပိုင်နာကြီးကိုဖန်တီးထားတာကြီးမဟုတ်မှန်းကိုလည်းသိလာလိမ့်မယ်။ရာအလုံးဟာဒုက္ခသစ္စာကြီးပါလားလို့လည်းမိမိတို့သိလာလိမ့်မယ်။အဲ့ဒီအသိရောက်လာပြီဆိုရင်မိမိတို့ဘာသာမိမိတို့ဉာဏ်မြင်နေစင်ကြယ်လာကြလိမ့်မယ်။ဒါကြောင့်မလို့ဒီလမ်းဒီတတိပဋ္ဌာန်လမ်းမြတ်စွာဘုရား ရှင်တို့အဆူဆူဟောတော်မူခဲ့တဲ့လမ်းအဲ့တော့ဒီလမ်းနေပြီးတော့မိမိတို့ ွားမယ်ဆိုရင်လည်းမဘုံနိဗ္ဗာန်ဟာမဝေဘူးအဲဒါကြောင့်အခုတရားအထုတ်ကြတဲ့ယောဂီတွေဆိုရင်မိမိတို့ဒီကာယတွေဝေဒနာတွေကြော်လွန်လာကြတဲ့ယောဂီတွေကြတော့ဘာတွေဖြစ်နေမလဲဆိုရင်ဒီစိတ်တို့ရှုတဲ့နေရာမှာအဲ့ဒီပေါ်လာတဲ့စိတ်တွေကို ရှူရင်းရှူရင်းနဲ့ချုပ်တဲ့ထဲငြိမ်တဲ့ထဲရောက်ကုန်ကြမှာပဲအဲ့ဒီလမ်းကြီးကလည်းမိမိတို့ ဒီချုပ်တာငြိမ်လာကြီးနဲ့မိမိတို့ပေါင်းပြီးတော့မထွက်တတ်ဘူးဆိုလို့ရှိရင်လေဒီဘက်ကလက္ခဏာလမ်းနေပေါ့မရောက်တော့အဲ့ဒီချုပ်တာငြိမ်လာကြီးနဲ့ပဲချုပ်တဲ့ချုပ်ငြိမ်တဲ့ငြိမ်အောင်မဲ့လှုပ်ရင်းလှုပ်ရင်းရနေပြီးတော့အဲ့ဒီစိတ်တွေကချုပ်တဲ့ငြိမ်တဲ့ထက်ရနေမထွက်နိုင်ပြီးတော့ဘာတွေဖြစ်လာသလဲဆိုလောကကြီးပေါ်မှာညီငွေလာတယ်အလုပ်တွေမလုပ်ချင်တော့ဘူးအာပဝင်းကျင်ပေါ်စိတ်ပြက်လာတယ်အဲ့ဒါတွေဖြစ်လာလိမ့်မယ်အဲ့ဒါက ရှုရမှာကကိုယ့်ရဲ့ညီငွေတဲ့စိတ်တွေမလောက်ချင်တဲ့စိတ်တွေဒီစိတ်ပြတ်တဲ့စိတ်တွေစိတ်ညစ်တဲ့စိတ်တွေအဲ့ဒါတွေကိုကိလေသာလို့ခေါ်တာအဲ့ဒီခန္ဓာကိလေသာကို မရှုဘဲနဲ့အပြင်ကစိတ်ပြည့်စရာကြီးတွေညီငွေစရာကြီးတွေကိုမိမိတို့လိုက်ရှုနေလို့ကတော့ဘတော်မှမဆုံးခန္ဓာရဲ့အပြစ်ကိုရှာရမယ်ခန္ဓာရဲ့အပြစ်ကိုပဲရှုရဒီစိတ်မှာတော့မိမိတို့ဘာပဲပေါ်လာပေါ်လာပေါ်လာတဲ့စိတ်တွေမှန်သမျှဟာ ကိလေသာတွေကန့်ညိနေတာကြီးပဲအခုလည်းပဲတရားထိုင်ဖို့လာလာကြတယ်အဲတရားထိုင်ဖို့အာယုံပြုပြီးတော့ထိုင်မယ်လဲဆိုတော့စိတ်ကဝင်နေထွက်လေရှူးဆိုလည်းမရှူးခြင်းတော့တတိထားဆိုလည်းမထားခြင်းတော့သူနေခြင်းတဲ့နေရာလေးမှာကန့်ညိပြီးတော့နေတာတွေဟာဘာလဲဆိုရင်အဲ့ဒါကိလေသာလို့ခေါ်တယ်အဲ့ဒါတွေကိုတတာတွေတတိတွေဝရိယတွေနဲ့တိုက်ထုတ်ရမယ်ရှူရမယ်တတိထားရမယ်လို့ဆိုလိုတာ အဲအဲ့လိုမဟုတ်ဆိုရှင်မိမိတို့ငြိမ်နေချုပ်တဲ့ရာကြီးကဒီအထုံလေးပါလာပြီးတော့အဲ့ဒီထဲပဲမထွက်မြောက်နိုင်ဘူးဆိုရင်ခုနလိုပြောသလိုလောကကြီးပေါ်ညီငွေတာတွေစိတ်ပြတ်တာတွေအဲမလုတ်ချင်တာတွေနဲ့အပြင်အာယုန်တွေပြုတ်ပြီးတော့ဖြစ်လာတတ်တယ်အဲ့ဒီစိတ်တွေကိုတပံပြန်တရီထားတာကိုရှုတယ်လို့ခေါ်တာဒါကြောင့်မလို့အခုတရားအထုတ်ကြတဲ့အချိန်လေးမှာတော့မိမိတို့ဆိုင်ရာကမ္မထံဖြစ်တဲ့ဝင်လေထွက်လေး အဲ့ဒီကနေပြီးတော့ဝင်ထွက်လေတတိပဋ္ဌာန်လေးယူပြီးတော့ဝေဒနာပေါ်မှာဖြစ်လာရင်လည်းဝေဒနာပေါ်မှာတတိမလွတ်စေနဲ့စိတ်ကလေးတွေပေါ်လာရင်လည်းစိတ်ကလေးတွေပေါ်မှာတတိထားအဲ့ဒါလိုခန္ဓာပေါ်မှာမောဟတွေမရောက်စေဘဲနဲ့အပြင်အာယုံမရောက်စေဘဲနဲ့ကိုဖြစ်တဲ့သဘောလက္ခဏာပေါ်မှာတတိလေးမြဲအောင်ထားနိုင်ရှုနိုင်လာပြီဆိုရင်တရားထိုင်တဲ့ချိန်တိုင်းဟာမိမိတို့အတွက်ဉာဏ်ဤဖြစ်ပေါ်ဖို့ရာအိန္ဒြေချက်ကြောင်းနေဖြစ်နေလိမ့်မယ်။ဒါကြောင့်မလို့ တရားမထိုင်ဘူးသေးတဲ့ယောဂီဒီကကြတော့ထိုင်ရင်းနဲ့မှဥစဉ်ပြောပြသလိုပုတ်သွားမယ်နော်